မင်္ဂလာပါမိတ်ဆွေဒီတစ်ခေါက်မှာတော့ Dinos India သတင်းစာမှာပါဝင်တဲ့စောင်းမတစ်ပုဒ်ကိုပေါ်ပါပါဖတ်ပြပါမယ်အဲ့ဒါကတော့ကျွန်တော်တို့ဘဝမှာအရေးကြီးတဲ့ကျွန်တော်တို့ကိုယ်တိုင်ပြုလုပ်ဆောင်ရရမယ်မိမိကိုယ်ကိုတိတ်တဆိတ်တူတက်အောင်လုပ်ဆောင်နိုင်မယ်အဆင့်၅ဆင့်ကိုဖော်ပြသွားမှာဖြစ်ပါတယ် စစ်မှန်တဲ့တိုးတက်မှုဆိုတာအမြဲတမ်းကြီးမားသောပြောင်းလဲမှုဒါမှမဟုတ်ကျေလောင်တဲ့အောင်မြင်မှုများမဟုတ်ကြပါဘူးတကယ်တမ်းအဖြစ်ရေရှည်ခံမဲ့ကြီးထွားမှုဆိုတာအစ်စိတ်ဖြစ်ပေါ်တတ်တဲ့သဘောတဘာဝရှိပါတယ် ဆိုလိုတာကမိမိကိုယ်ကိုဆက်ဆံပုံစင်ကျင်သုံးသက်ပုံတုတ်ပြန်ပုံတို့တွင်တင်းငယ်တဲ့ပြောင်းလဲမှုများပင်ဖြစ်ပါတယ်။ဒီပြောင်းလဲမှုတွေကအခြားသူများတတိမထာမိနိုင်တော်လဲချိန်ကြာလာသည်နဲ့အမျှစူပါမီစစ်မှန်တဲ့ဌာနမှုကိုဖန်တီးပေးပါတယ်။အဆိုပါမိမိကိုယ်ကိုတိတ်တဆိတ်တိုးတက်အောင်လှုပ်ဆောင်နိုင်မယ့်အစဉ်၅စင်းရဲ့နူးညံ့တိမ်မွေးမှုစီမံခန့်ခွဲနိုင်မှုနဲ့မိတ်ဆွေရဲ့ဘဝတွေကိုတိတ်ဆိတ်ဝင်ရောက်နိုင်ဖို့အတွက်ဒီဗီဒီယိုလေးမှာမျှဝေပေးသွားမှာဖြစ်ပါတယ်။ ဒီအဆင့်၅ဆင့်ကိုအဆက်မပြတ်လှုပ်ဆောင်ခြင်းဖြင့်မိတ်ဆွေရဲ့ဘဝပုံမခိုင်မာသောအလေးချင်များနဲ့ပုံမတည်ငြိမ်ပြီးအေးချမ်းတဲ့မိမိဘဝကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ပထမဆင့်ကတော့မိမိကိုယ်ကိုကျင်နာပါ။စမန်တဲ့အကြီးထားမှုစီတို့ဥတည်တဲ့ပထမခြေလှမ်းသည်မိမိကိုယ်ကိုကျင်နာခြင်းဖြင့်စတင်ပါတယ်။ ။တင်အားနဲ့ချက်များကိုဝေဖန်နေမဲ့အစားတင်ရဲ့ကြိုးပမ်းအားထုတ်မှုများနဲ့တိုးတက်မှုများကိုအတိမတ်ပြုပါ။တင်ရင်းနှီးသောမိတ်ဆွေတို့ကိုစကားပြောတဲ့သို့စိတ်ရှိရထားပြီးနားလည်မှုဖြင့်တင်ကိုယ်တင်စကားပြောပါ။ဒီသဘောထားကမိမိကိုယ်ကိုယုံကြည်မှုနဲ့စိတ်ပိုင်းဆိုင်ရာခွန်အားကိုတည်ဆောက်ပေးပြီးမာရွေးမှုများတွင်ပိတ်မိနေမဲ့အစားတင်ကသာယူရန်ပုံမလွယ်ကူစေပါれ။မိမိကိုယ်ကိုနူးညံ့တိမ်မွေးစွာဆက်ဆံခြင်းသည်အားနဲ့ချက်မဟုတ်ဘဲစက်မှန်တဲ့တိုးတက်မှုရဲ့အမြင့်တွေရာဖြစ်ကြောင်းကိုတတိယဖို့လိုပါれ။ စနေကတော့မိမိဤလှူဆောင်ချက်များကိုဆင်ခြင်သုံးသပ်ပါဒိဋ္ဌိစွာဆင်ခြင်သုံးသပ်ခြင်းကကြည်တော်မှုအတွက်အစွမ်းထက်သောကရိယာတစ်ခုဖြစ်ပါတယ်နေ့စဉ်ဓမ္မမဟုတ်အပတ်စဉ်အချိန်ယူ၍သင်ရွေးချယ်မှုများပြုမှုများနှင့်အတွေ့အကြုံများအကြောင်းကိုစဉ်းစားပါဘာရီအလုံးဖြစ်ခဲ့လဲဘာရီအလုံးမဖြစ်ခဲ့လဲ ဘာရီတင်ယူခဲ့ရလဲဟုတင့်ကိုတင်မိကုန်ထုတ်ပါဤကဲ့သို့ယူသားသာဆင်ခြင်သုံးသက်ခြင်းကတင့်လုံးဆောင်ချက်များရှိပုံစံများကိုမြင်နိုင်ရန်ကူညီပေးပြီးတင့်ကိုတင်ပုံမိုးနားလည်စေနိုင်ပါれစာမျက်နှာပေါင်းများစွာမှတ်စုရေးရန်မလိုအပ်ပါဘူးတွေးပါတဲ့အချိန်တူလေးကပင်တင်သည့်အချိန်ကြာလာသည်နှင့်အမျှပုံမိုးပညာရှိပြီးမိမိကိုယ်ကိုပုံမိုးသိရှိနားလည်စေရန်ကူညီပေးနိုင်ပါれ အဆင့်3ကတော့နီလန်းတက်များကိုစမ်းသပ်ကြည့်ပါတိုတက်မှုဒီမကြာခဏဆိုသလိုတိမ့်ငယ်သောပြောင်းလဲမှုများကိုစမ်းသပ်ခြင်းမှလာပါတယ်နေ့စဉ်တူညီသောလူရိုးလုံးစင်များကိုထပ်ကတလဲလဲလုံနေမဲ့အစားအိယာမဝင်မီစာမျက်နှာအနေငယ်ဖတ်ခြင်းခဏတာလမ်းလျှောက်ခြင်းဒါမှမဟုတ်အတတ်ပညာအသစ်တစ်ခုသင်ယူခြင်းစသည့်တိမ့်ငယ်သောအလေးချင်းတက်များကိုမိတ်ဆက်ပေးပါဒီတိစိတ်မှုကပြုပြင်ပြောင်းလဲမှုများသည့်တင်းစိတ်ကိုလန်းဆန်းစေပြီးတင်းနေ့စဉ်ပွားထဲမှာစွမ်းရည်အသစ်ကိုယူဆောင်လာပေးပါတယ်အရာအားလုံးကိုတပြိုင်နက်တည်းပြောင်းလဲပြင်မလိုအပ်ပါဒီငြိမ်သောတတိရှိသောစမ်းသပ်မှုသည်စဉ်ဆက်မပြတ်မိ ကူကိုရှာဖွေ တွေ့ရှိခြင်းစီတို့ဥတည်စေပါတယ်။စင်လေးရတော့ဖီအားများနဲ့လက်ကိုလောက်ရမည်ဆိုသည့်အစွဲလမ်းများကိုလွတ်ချပါ။ ကျွန်တော်တို့ဒီမမြင်နိုင်သောမြည်သူဖြစ်ရမည်မြည်သည့်ရများကိုပြီးမြောက်ရမည်စသည့်မျက်မှန်းချက်များစွာကိုခံယူထားတတ်ကြပါတယ်ဒီလက်တွေ့မကြတဲ့စံနှုန်းများနဲ့ကိုက်ညီစေရန်မိမိကိုယ်ကိုဖိအားပေးတတ်ပါတယ်ဒီလိုဖိအားပေးမှုဟာတင်းလုံဆောင်မှုကိုအမြဲတစေပျက်စီးစေတတ်ပါတယ်ဒီလောက်ကိုလောက်ရမယ်ဆိုတဲ့အစွဲလမ်းများကိုလွတ်ချလိုက်ခြင်းသည်တင်းအတွက်အမှန်တကယ်အရေးကြီးတဲ့အရာများကိုလှုံ့ဆော်စေနိုင်ပါတယ် ြည်စုံမှုကိုယိမ်းမဲ့အစားတိုးတက်မှုကိုသာယိမ်းမဲ့ပါဖီးအားကြောင့်လှုပ်ဆောင်ခြင်းမျိုးမဟုတ်ဘဲတင့်တံပုံများနဲ့ကိုက်ညီတဲ့အလုံများကိုလှုပ်ဆောင်မှုရေးကြည့်ပါတယ်ဒီတောင်းလဲမှုကစိတ်ရဲ့ငြိမ်းချမ်းမှုနဲ့ပုံမှုပြင်းထန်သောစိတ်ကျေနပ်မှုကိုယူဆောင်လာပြီးပါတယ်စင်ကတော့စိန်ခေါ်မှုများစွာကို EC တည်ငြိမ်စွာတုတ်ပြန်ပါ ဘဝတွင်အရာရာတိုင်းအမြဲတမ်းအဆင်မပြေနိုင်ပါထို့ကဲ့သို့မမျှော်လင့်ထားသောအခြေအနေများကိုသင်ပြီးကဲ့သို့တုံ့ပြန်သည်ကတင့်တိုးတက်မှုကိုဆုံးဖြတ်ပေးပါတယ်စိန်ခေါ်မှုတစ်ခုနဲ့ကြုံတွေ့တဲ့အခါတုံ့ပြန်ရအချိန်ယူပါအသက်ရှူပါစိတ်ကိုရှင်းလင်းပါထို့နောက်မှစကားပြောပါဒီရိုးရှင်းတဲ့လှုပ်ဆောင်မှုသည်စိတ်ကံစားမှုဆိုင်ရာပညာရှိမှုနဲ့ခွန်အားကိုတည်ဆောက်ပေးပါတယ်ရည်ရှိမှာစိတ်ရှုတွေးမှုကြားမှာငြိမ်သက်နေခြင်းသည်တင့်စိတ်ကံစားမှုနဲ့ရွေးချယ်မှုအပေါ်ကိုပုံမထင်းချုပ်နိုင်စေပြီး၎င်းသည်တိတ်ဆိတ်တဲ့ကိုယ်ပိုင်တိုးတက်မှု၏အဓိကသောကြက်များထဲမှတစ်ခုဖြစ်ကြောင်းသင်သိရှိလာပါလိမ့်မယ် ဒီစစ်နေကတင်အားပုံမကောင်းမွန်တဲ့မိမိကိုယ်ကိုတိဆောက်ရမှာအထောက်အကူပြုနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။မိတ်ဆွေကဘယ်အဆင့်ကိုစတင်လှုပ်ဆောင်မှုစိတ်ဝင်စားမိပါသလဲ။အောက်ကကွန်မန့်မှာဝင်ရောက်ရေးသားပေးနိုင်ပါတယ်။နောက်ပတ်မှာပြန်ဆုံကြရအောင်။